ါတစ်ခါကျတော့ကျွန်တော်ရကျွန်တော်ဆွဲဖွင့်မိတော့တကားများအစီအစဉ်မှာကျွန်တော်တယောက်တည်းပြောနေတာလည်းများပါပြီ။ဒါကြောင့်လည်းကျွန်တော်ကဟာငါကောင်ဘိုးလေးတို့တိုင်ကျော်တို့ဟိုတခါတလီမှာကျွန်တော်တို့ဒီအင်ဂျင်နီယာပေါ့နော်ဟိုပေါ့ဟိုဟိုမထင်မရှားပါပဲတကယ်အလုပ်လုပ်ခဲ့တဲ့လူတွေနဲ့ကျွန်တော်ပြောဆို တဲ့စကားဝိုင်းရင်လုတ်ပါတယ်ဒီနေ့တော့ကျွန်တော်ကိုဗီဒါနဲ့စကားပြောချင်တာဗျကိုဗီဒါဆိုတာလဲအခုနောက်ပိုင်းကျတော့ပေဒါတော့ပြောမယ်ဆိုတဲ့အစီအစဉ်လေးကိုစတင်ထားတဲ့ကိုဗီဒါဖြစ်ပါတယ်ကျွန်တော်တိုင်းကျော်တို့ဘိုလီတို့နဲ့ဟိုတို့ကျော်တို့နဲ့ကျွန်တော်ပြောခဲ့ပါတယ်အဲ့တော့ကိုဗီဒါနဲ့ကျွန်တော်ပြောတဲ့အတန်လေးလဲကြားစီချင်ပါတယ် ကဲကိုရာဟုတ်ကဲ့မင်္ဂလာပါကိုကြီးအေးဖြစ်တော့ဘာတွေဖြစ်ကုန်လဲဆိုတော့အခါကျတော့မလေးရှားကိစ္စအဆအပါပေါ့ကွာဟုတ်ကဲ့ပါကိုကြီးဟုတ်ဟုတ်တယ်မလားဟုတ်ကဲ့ပါကိုဟမ်ဟိုကပြောတော့တာမျိုးသူပြောတာတမျိုးဒီထုတ်ပြန်တာတမျိုးဆိုတော့ချက်ဆရာကြီးကြီးကွာအဲဒီကတော့သူတို့ကအာဆီယံပေါ့အာဆီယံကနေပြီးတော့ဒီရွေးကောက်ပွဲကိုထောက်ခံပါတယ်ဆိုတဲ့ဟာကိုအဲသူတို့ကသူတို့ရှိဒါနေချင်းပြန်လာသွားတဲ့ချိန်မှာ ြောတဲ့ဟာပေါ့အမန်တော့သူကရုပ်ကောက်ပွဲကိုထောက်ခံစေချင်တာအာဆီယံကပထမဆုံးအဆင့်ကအာဆီယံရုပ်ကောက်ပွဲကိုထောက်ခံချင်တာလုပ်ချင်တာဟုတ်ကဲ့ကောပြီးမှသူကဟိုဘက်သွားချင်တာဒါပေမဲ့ဘယ်သူမှမထောက်ခံဘူးလေဟုတ်တယ်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 ကွေဟိုကဟိုကပြောဟိုကပြောတော့အဲပြောချင်တာလေလွတ်တော်အမတ်တွေဆိုတာပြည်သူကရွေးချယ်ထားတာဟုတ်ပါတယ်ဟုတ်လားဝင်းရုပ်ကသွားပြီးတော့သူကသူလှုပ်ချင်တာလှုပ်လို့မရဘူးမှန်ပါတယ် ရောက်လာတဲ့ခါကျတော့ဟိုကလွတ်တော်မလေးဗာမေးလေဟုတ်တယ်ခင်ဗျားဟိုမှာဗာလေသွားပြောထားလေဟုတ်တယ်ခင်ဗျားအဲ့ဒါဟုတ်လားဟုတ်မေကွန်းနေထုတ်ပြီမေကွန်းနေထုတ်လာတယ်ဟုတ်တယ်ကွဒါပဲအဲ့ဒါကဒီမိုကရေစီနဲ့လွတ်တော်နဲ့ပါလီမန်နဲ့ကိစ္စပဲဟုတ်ပါတယ်ဟုတ်အဲ့ဒါကိုသိရမယ်အဲသူတို့မှလည်းခုနဒါတော်နေချင်းပြန်လေးလာတာပေါ့ကျွန်တော်တောင်မှအထက်မှာထည့်ပြောမိပါသေးတယ်။အများများလာအိတ်သွားတယ်ဆိုလို့ရှိရင် သူတို့များချော့တိတ်သွားတယ်ဆိုပြီးများလေအောင်မညာအောင်မလားဆိုပြီးဒါပေါ့ကိုဗစ်ရောရဲ့အစီအစဉ်မှာအဲ့ဒါပဲပြောသေးတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲအဲ့ဒါပြောပါကိုဗီရောပြောသမ်းပါဟောအဓိကတော့ကျွန်တော်တို့ကဘယ်လိုကောင်းလဲအခုတို့လုပ်တဲ့ရွေးကောက်ပွဲမှာဒီရွေးကောက်ပွဲလုပ်မယ်လို့တားလိုက်ချင်းပေါ့နော်တားလိုက်တာနဲ့တပြိုင်တည်းကိုဟိုစိတ်ကတော့ကျွန်တော်တို့ကဟာဒါကြီးကမဟုတ်တော့ဘူးအဲတို့ဒါစပြီးဂျင်းစပြီးအဲတို့တွေဒါဟိုဘယ်လိုကောင်းလဲတို့နိုင်ငံရေးလက်ွက်တွေထွက်ပေါက်တွေပေါ့လေ ဒါမျိုးတွေကျွန်တော်တို့စပြီးတော့ကျွန်တော်တွေးကြတာပေါ့ကျွန်တော်ကကျွန်တော်ကဟိုနေ့ကကြပြားလေးတောင်ရေးဘူးတဲ့ဟုတ်ကဲ့ပြည်တာကျဲဘုံနဲ့မဲဘုံထောင်နဲ့ခဲလို့ဟုတ်ကဲ့ဘုံနေလိုက်ပြည်တာဟုတ်တယ်ကလေးတွေလက်တ်ဟုတ်တယ်နော်ကျောင်းနေစာသင်ကျောင်းနေဘုံကျောင်းနေတက် ဘာလို့ဟောပြလဲဆိုတော့အဲ့နေရာတွေရလို့ချင်းမဲဘုံ ထောင်ဖို့လေဟုတ်တယ်တော့ကျွန်တော်ကကျဲဘုံနဲ့မဲဘုံဆိုပြီးကျွန်တော်ဟိုနေ့ကကြပြားလေးတောင်ရေးခဲ့ဘူးပါတယ်ဟာတော်တော်ဆိုးတဲ့လူရဘလို့ဘလို့ကိုအမြင်တက်မှလည်းမသိဘူးကျွန်တော်ကနိုင်ငံအကြီးကဲဆိုကျွန်တော်နိုင်ငံမိခဲလို့ခေါ်တာလေဟုတ်ပါတယ်ဒီလည်းမိခဲကြီးပါကျွန်တော်တို့ကျွန်တော်ဇက်ကောင်တိုင်းကိုဗီဒါဇက်ကောင်တိုင်းပူတူတူလေးပေါ့အဲသူကလူရတာပူတာညံမပူဘူး မဘူးဆိုတာညံကောင်းတဲ့ညံမဟုတ်ဘူးပေါ့အာညံနေညံနေပဲရှိရညံနေညံနေပေါ့အဲ့လိုပုံစံမျိုးတွေနောက်ပြီးတော့ပြည်သူကြားမှာလဲဒါကသူတို့ကတော့ကျွန်တော်ကခမရသာညံကောင်းပြောညံတထွာတမိုက်ပဲရှိရခမရလဲဟုတ်ပါတယ်အဲ့ဒါစစ်သားချင်းအတူတူဆိုလို့ချင်းကျွန်တော်ကတော့မှသူနဲ့ကျွန်တော်နဲ့ဆိုလို့ချင်းတိတ်တော့မကွာဘူးဗျာစီနီယာဟေ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 ာဘောနော် အပတ်စဉ်အပတ်စဉ်ဟိုဟိုဟိုပါတယ်ကိုဘယ်နှမသိမ့်မကွာဘယ်နှမသိမ့်မကွာဟုတ်ကဲ့ဆိုကိုဘယ်ပြောသမှာကိုဘယ်ကိုချိုးရပြောသမှာဗျာဟိုအဲခုနကျွန်တော်တို့ပြောသလိုပေါ့ဒီရှေ့မှာလည်းဟိုတော်တော်များများပြည်သူတွေလည်းဟိုပြောကြပါမယ်ဟိုတရားမျှတတဲ့ရွေးကောက်ပွဲသူတို့ကတော့လွတ်လပ်စွာအာပြုလုပ်တဲ့ရွေးကောက်ပွဲပေါ့ဘလို့ပဲပြောပြောပါဒီဟာစလုပ်ပြီးဆိုတဲ့က အဲသူတို့ဟာသူတို့ဖန်တီးတာပါပဲသူတို့ရဲ့ခုနပြောသလိုဟိုခေါင်းခေါင်းပေါင်းပြောင်းတာအမှန်ကတော့ခေါင်းပေါင်းပြောင်းတာဆိုတာတဲ့သူကတရားဝင်တရားဝင်ပေါ့နော်ဖြစ်အောင်လုပ်တာပါဟုတ်ပါဖြစ်တော့အဲ့ဒါကိုတရားမဝင်ဘူးဆိုပြီးတဲ့ကိစ္စတွေကိုနိုင်ငံတကာငကိုရီးယားတည်ထားပြီးသားဟုတ်တယ်အဲ့တော့ရအောင်လုပ်တာရအောင်လုပ်တဲ့ခါကျတော့ကျွန်တော်တော့တခုတော့ပြောမယ်ဗျာအဲ့ဟိုဟာဒီပါရုပ်ောက်ပေါ်လေကျွန်တော်မပြောဘူးကျွန်တော်ပြောချင်တာကတော့ရုရှား ရုရှားအနာရှင်ပဲလေဟုတ်ကဲ့ပါနော် North Korea နော်မြောက်ကိုရီးယားအနာရှင်ပဲနောက်ဆုံးကျွန်တော်ဘေးရရှိတဲ့စီနာစီနာဟုတ်ပါစီနာလည်းအနာရှင်ပဲလေကျွန်တော်ဗျာဆိုတော့စိတ်မကောင်းတာစိတ်မကောင်းတာတော့ပြောရနော်စိတ်မကောင်းတာတော့ပြောတာဘာလို့မစော်ကားဘူးအနာရှင်ဝင်ရုံးစုံလို့ ကိုကတော့ဝင်ရောဘလို့ခေါ်မလဲတချမ်းလေလို့ထောင်လိုက်ရင်ကျုံးနိုင်ငံသားကြီးဒုက္ခရောက်သွားပြီဗျာဟုတ်ပါတယ်ကျွန်တော်တို့ကငကိုရဲဒုက္ခရောက်နေလား290စစ်အာဏာရှင်အဆက်ဆက်မှာဒုက္ခရောက်နေလူလူတို့ဟာထပ်ပြီးတော့ဒုက္ခရောက်မှာဘယ်လူတို့လဲဆိုတော့လူမျိုးစုံပြည်သူလူတို့ကျွန်တော်အမြဲတမ်းလူမျိုးစုံပြည်သူလူတွေပြောတာဟုတ်ကဲ့ပါဘာတော့ခရင်ကချင်းချင်းတိုင်းရင်သားအကုန်းပါလေဟုတ်ကဲ့ကျွန်တော်ကလူမျိုးစုံပြည်သူလူပဲခေါ်တယ်ကျွန်တော်က ဘာမှထဲ့တော်မတွေ့ဘူးဘာပြောရတော့ကျွန်တော်တို့ဆေးရနာခြင်းအမြင့်ဖြတ်ရေးကိုတော့အကုန်လုံးဝိုင်းပြီးတော့နော်ဟုတ်ကဲ့ပါကျွန်တော်ဖော်ဆောင်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်တကယ်တမ်းပြောလို့ရှိရင်သူတို့လည်းပြောချင်ပါတယ်အမြင်မှန်ရပါစို့ဘယ်တော့မှလည်းအမြင်မှန်ရမှာမဟုတ်ဘူးကိုရီးယားကပြောတာ လူလူတွေလှုပ်ပါတိုင်းပြည်တွေလှုပ်ပါလူမျိုးစုံပြည်သူတွေလှုပ်ပါဆိုတော့ခဏခဏပြောနေတာဟုတ်ကဲ့ကျွန်တော်တို့ကခုကျွန်တော်ကကြုံနေတဲ့ဟာကကိုထွန်းရဲ့ဟုတ်ကိုပြေဟုတ်ကဲ့သိရစစ်မှုရန်ကဟိုဘက်က PDF ကကျွန်တော်ဘက်ကအဲ့လိုဖြစ်အဲ့လိုစစ်မှုရန် PDF ကအတူတူပဲအတူတူပဲဟုတ်ပါတယ် အသက်ပေးရတဲ့အတူတူဖြစ်နေဒါပေမဲ့စစ်မှုထမ်းတော့ပိုးပေးရတာပေါ့ပေးရဆိုတော့အသေးခံခိုင်းတာ哦အသေးခံခိုင်းတာ哦ဟုတ်ပါတယ်အဲ့ဒါမျိုးလိုအဲ့ဒါမျိုးတွေရှိတယ်ဆိုတော့ခါကျတော့ရွေကြလဲမတူဘူးကိုကြီးမတူလေဒီဘက်ကတော့လုံးဝဒါမတရားမှုအရမအောင်စန့်ကျင်ပြီးတော့လက်နဲ့ကင်ပြီးတော့ဒေါ်လန်ရတဲ့လူငယ်တွေဒီပြည်ရဲ့တွေကြတော့ဟိုဘက်ကြတော့ကြောက်လို့ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးဆောင်သူတို့ရဲ့ဒါဖိအားတွေအကြောင်း ကျွန်တော်ပါတဲ့ဟာတွေကျွန်တော် G set ဒီ generation set ကိုကျွန်တော်နာမည်ပေးပြီးသားဟုတ်ကဲ့တိုးတဲ့အတိကျွယ်ပြီးကိုကျိုးစွန်းတဲ့လူငယ်တွေဟုတ်ကဲ့ဒါ generation set set ကိုကျွန်တော် generation set ကိုကျွန်တော်ရဲ့ definition ပဲဟုတ်ကဲ့ပါတိုးတက်အတိကျွယ်ပြီးကိုကျိုးစွန်းနဲ့လူငယ်တွေလို့ပြောတာတကယ်လဲတိုးတက်တယ်အတိကျွယ်တယ်ကိုကျိုးစွန်းနဲ့ဒုနိုင်ငံကိုဒီလိုပြန်လုပ်မယ်ဒုပြန်မလာရင အနာဂတ်ကအိမ်ကိုပြန်လာမယ်ဆိုတော့ခလေးတွေပါဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ဒီတစ်ခုပဲပြောခြင်းတယ်ဒီခလေးတွေက generation z ဟိုပါသွားတယ်နော်ဒီတုတ်တဲ့အတိကျွယ်ပြီးတော့နော်ကိုကျိုးစနစ်လူတွေကငါတို့အိမ်ပြန်မလာနိုင်တော့မှတိုင်းပြည်ရဲ့အနာဂတ်ကအိမ်ကိုပြန်လာမယ်ဆိုတော့လူငယ်တွေပါဗျာ